ကရင်ပြည်နယ်မြောက်ပိုင်းမြို့မှာ BGF ကထိသိမ်းထားတဲ့နိုင်ငံပေါင်း9နိုင်ငံကကြားဖြတ်ဝန်ထမ်း89ယောက်ကိုဧပြီလ10ရက်ကထိုင်းနိုင်ငံကတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီပြန်ပို့လိုက်ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါဧပြီလ6ရက်မှာပြန်ပို့တဲ့ကြားဖြန်ဝန်ထမ်း89ဦးထဲမှာပါကစ္စတန်က22ဦး ဗီယက်နမ်က39ဦးဘင်္ဂလားဒေ့ရှ်2ဦးနမီးဘီယားနိုင်ငံသား5ဦးဂါနာနိုင်ငံက12ဦးတူနီးရှားသား3ဦးနဲ့ဖိလစ်ပိုင်နိုင်ငံက6ဦးတို့ဖြစ်ကြပါတယ်။တစ်ချိန်တည်းမှာပဲ BGF နေကြားဆောင်တက်ကနောက်ထပ်ကြားပြန်နေနင်းဖမ်းဆီးတာတွေပြန်ဆတော့မယ်လို့ဆိုပါတယ်။ကျွန်တော်တို့လှုပ်ရှားရှိတဲ့အလုပ်ကိုကျွန်တော်ဆက်လုပ်သွားမှာပါ။အဲဘယ်နိုင်ငံကဘယ်လိုပဲဖိတ်ဆို့ထားပါစေကျွန်တော်တို့လှုပ်ရမယ့်အလုပ်ကကျွန်တော်တို့ ဟိုရှစ်ဆက်ပြီးတော့လောက်ခေါင်းအဲသုံးဖြတ်ချက်ချတာပြီးတာဖြစ်တယ်။တန်းနည်းနဲ့ချတာပြီးတာဖြစ်တယ်။ဒီအလုပ်ကိုကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်တို့ဟုတ်လားဟိုပေါ်ထုတ်ဖန်းစည်းတဲ့အလုပ်ကိုတော့ကျွန်တော်တို့ကဆက်ပြီးတော့လုပ်သွားမှာကျေးဇူးတင်ပါတယ်နေဝါရီကဒီဂျက်အာမီကျေးဇူးတင်လားဘယ်ယူဖလောဝီယက်နမ်အော်လိုဟက်ဗျူဟီးယားချာပြန်ဝန်တန်းနေ ်ဖန်စီပြန်ပို့နေတဲ့အပေါ် KNU ကရင်မျိုးသားအစည်းအရုံးကလည်းအခုလိုအမြင်ရှိပါတယ်အခုကတော့ဟိုနားမှာပြန်ပို့လိုက်ပြန်ပြီးတော့ဖန်စီလိုက်ပြန်ပြီးတော့လွှဲလိုက်အဲ့ဒီဟာတွေကတော့လောက်တာတော့ကောင်းပါတယ်ဒါပေမဲ့တကယ်တမ်းအရင်းမြစ်ကိုသွားမထိပဲနဲ့စားဒီနေရာမှာညင်သွားလို့ဆိုတခြားနေရာပြန်ပို့မှာပဲလေအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ရေရှည်တည်တန့်ခံရတဲ့အလို့တခုလုပ်ဖို့ဆိုရင်တော့ဒီလိုတိုက်ဖြတ်တဲ့ဟာကိုလည်းလောက်ရမယ်ဒီလိုနီးနဲ့တိုက်ဖြတ်တဲ့ဟာကိုလောက်သလိုတစ်ချိန်တည်းမှာပဲအဲအကြောင်းရင်းခံကြောင့် ဖြစ်စေတဲ့အဲ့ဒီစနစ်ဆိုးကိုကျွန်တော်တက်ပြကတကယ်အရေးကကြတယ်လို့ကျွန်တော်ပြောချင်တယ်အဲအဲ့ဒါကိုတချို့လူငယ်တွေကဒါလွယ်လွယ်လေးနဲ့ရတဲ့အရာဆိုပြီးတော့မှအဲလွယ်လွယ်လေးနဲ့လက်ခံကြရဲပေါ့နော်အဲ့ဒါမားတဲ့အရာတခုလို့ကျွန်မမြင်ပါတယ်ပေါ့ အာတချို့အာတရုတ်ဆိုရဆိုတာလည်းကျွန်မကြည်ရတလောက်တော့အာတို့ကကိုယ်နိုင်ငံမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ပေါ့နော်ဒါဟုတ်အာအာဒီတိုင်းပဲလူထားတလူမျိုးဖြည့်သွားတယ်ပေါ့နော်ပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်ကစပြီးဧပြီလ10ရက်နေ့အထိကြားဖြန့်ဝန်ထမ်း8924ဦးကိုဖမ်းထားပြီး9132ဦးပြန်ပို့ခဲ့ပြီးဖြစ်တာကြောင့်လက်ကျန်1493ဦးပဲ ကျန်ရှိတော့ကြောင်းအာနာသိန်းစစ်ကောင်စီတည်င်းနေမှာဖော်ပြထားပါတယ်ခမညာကျွန်တော်မောင်တူးပါ